Hello ဒီဇင်ဘာဒီနေ့ဒီဇင်ဘာလတရနေ့ဒီမှာအနက်ပေါ်တော့အနက်ပိုင်းလေးမှာဖျားတော့ဖြစ်ပါတယ်တိုက်ကြောဖျားတော့ဖြစ်ပါတယ်နားလေးလဲရှောင်းနေဖျားလည်းပြင်းတော့ဘာဖြစ်ခဲ့ပါလဲရှင်ဖျားရောက်ပါပြီဖျားရောက်တော့ ာပေါ့နော်။နာဆဆကုတူယူပတိစိတ်ဒီစိတ်ဖြစ်ခဲ့ပါတယ်ရှင်ဘုရားမှာ။ပြီးတော့နေပူဇာနဲ့လုံပြီပေါ့နော်။နေပူဇာလုံနေဆိုတာကအာဗီတာမင် D ချုပ်တဲ့တလို့ဖြစ်နေတယ်ပေါ့နော်။သူကခင်မန်းနွမ်းလျာတလို့လို့အသားတွေလည်းရှားတယ်ပေါ့နော်။အဲ့လိုဖြစ်တာကြာပြီအဲ့တော့ဗီတာမင် D ဓာတ်လေးရအောင်ပေါ့နော် ဖះလဲဖူရင်လမ်းလဲရှောင်ရင်ကျန်းမာရေးအတွက်အဗီတာမင်ဒီတက်လေးရမယ်ပူစားလဲလုပ်မယ်ဒါဖះမှာပေါ့နော်ဖះမှာရှိရမြင်ကွင်းလေးတွေရိုက်ခဲ့တာပါရှင်ဒီကန်ရင်းနဲ့ပေါ့နော်ငါးစားလေးတွေလည်းတွားကျူးရပါမငားတွေကလည်းအကြီးကြီးနဲ့အများကြီးပဲငားတွေကိုစားကျွေးရတယ် ရွှေငားလေးလည်းရှိရွှေငားလေးလည်းရှိတယ်ကုသိုလ်ပေါ့နော်တရက်နေ့ဒီဇင်ဘာတရက်နေ့ကုသိုလ်လေးလည်းဖြစ်လမ်းလည်းရှောင်းရင်နေပူစာလည်းလှုံရင်ရန်ကုန်မှာအရန်အေးတာပေါ့နော်အရင်နှစ်တွေထက်ပိုအေးတယ်လို့ခံစားရတယ်အဲ့တော့ကျမ်းမာကြီးကလမ်းလည်းရှောင်းဖျားလည်းဖူးမားစာလည်းကြွေရှင်လေးကောင်းမှုကုသိုလ်လေးပြုလုပ်ခဲ့ပါတယ်ခိုလေးလည်းရှိတယ်ပေါ့နော် ခိုးလေးလည်းရှိတယ်ပိုးစားလည်းကျွေးလို့ရတယ်ကံကိုဖျက်တိုက်လိုက်ရင်လေးလေးကအေးချမ်းတယ်ဒါလေးလည်းအများကြီးရောက်တဲ့အေးအေးစစ်စစ်လမ်းလေးရှောက်ရင်ဘာဝရတာလေးခံစားရင်ခရမတာရှိရဲ့ပန်းလေးတွေပေါ့နော်နေပူစားလှုံရင်းနဲ့ဟိုရိုက်တင်ရပန်းလေးစားတယ်ပန်းဝါလေး ခဲ့တာပါနောက်ကနေပြီးတော့နော်ဖေယာညံတော့အမြင်ကားလမ်းမှာဖြတ်သွားတယ်အဲ့ဒီရောက်စိုက်ကတော့ဖေယာရေခိုင်နဲ့ဖေယာပါရှင်ဒီနေ့ကုသိုလ်ကောင်းမှုလေးပြုခဲ့ပုံလေးကိုမှတ်တမ်းတင်ပါတယ်ရှင်